နောက်ဆုံး၃နှစ်အတွင်းကိစ္စအထူးကုအဖြစ်အလုပ်လုပ်ခဲ့တဲ့အနေနဲ့ကိစ္စယောဂရှင်တဦးကိုကုသရတာကိုမကြောက်ပါဘူးကျွန်တော်ကြောက်တာကတော့ကိစ္စယောဂရှင်တဦးကိုအစင်းမြင့်အထိရောက်နေတဲ့အခါမှာတွေ့ရတာပါပဲဒါကြောင့်အစောပိုင်းမှာရှာဖွေတွေ့ရှိခြင်းဟာအလွန်အရေးကြီးပြီးအသက်35ပြည့်ပြီးတဲ့အခါမှာလူတိုင်းအတွက်ပုံမှန်စစ်ဆေးမှုကိုလုပ်ဖို့လိုအပ်ပါတယ်ယနေ့ခေတ်မှာကိစ္စကုသမှုဟာအလွန်ရိုးရှင်းပြီးတိကျမှုမြင်မာကဘေးထွက်ဆိုးကျိုးနေပါပါတယ်လူနာတအူးကို ိုခန္ဓာအစိတ်ပိုင်းတစ်ခုကိုမဆုံးရှုံးဘဲကုသနိုင်ပါれလူနာများကိုဘေးထွက်ဆိုးကျိုးနဲ့ပါစွာကုသနိုင်ပါれယနေ့ခေတ်မှာအလွန်တိကျတဲ့ကုသမှုနည်းပညာများနဲ့ကရိယာများအများကြီးရရှိနိုင်ပါれတင်ပြောလိုက်တာနဲ့ကျွန်တော်တို့မှရှိပါれတောင်ကြီးကုသမှုလူဘောတခွဲစိတ်မှုကန့်တတ်ထားသောခွဲစိတ်မှုတက်ကင်စာကုသမှုပြည့်မတ်ထားသောကုသမှုနဲ့ကိုခန့်ဆွမ်းအားကုသမှုတို့အတွက်ပါကင်စာကိုတက်ဖြတ်ဖို့အသုံးပြုနိုင်တဲ့လက်နက်များအများကြီးရှိပါれဒါကြောင့်ယနေ့ခေတ်မှာ ကျွန်တော်တို့မြင်ရတဲ့ကင်ဆာရောဂါများထဲက80ရာခိုင်နှုန်းမှ80ရာခိုင်နှုန်းအထိကုသနိုင်ပါတယ်။ဒါကြောင့်ကင်ဆာကိုမကြောက်ပါနဲ့။ဒါပေမဲ့နောက်ကျမှယောဂါရှာဖွေခြင်းကိုကြောက်ပါ။ကင်ဆာယောဂါကိုအလွန်မင်းကုသနိုင်ပါတယ်။